င်းပွင့်ရဲ့ဝုံမုံရနန်းကနေစပြီးအတူရာတိုက်ပွဲကျင်းစာဖြစ်ပေါ်ခြင်းကြောင့်မြတ်တေဝါတို့ရဲ့ပူပေါင်းဆောင်ရွက်ချက်ကနေမဟာအေယာမနတ်လိတ်ကြီးဖြစ်ပေါ်မှုစားတဲ့အကြောင်းတို့ဟာဘယ်ကနေစပြုခဲ့တဲ့လဲတန်လို့မတည်နိုင်တဲ့ Yahoo အထရိန်နတ်ကြီးရဲ့အန်ဒီရဲ့စားတဲ့ပြဿနာတွေဒီမာမင်းကြီးကကျင်းစာတွေကိုဖြေရှင်းနိုင်မှာလားစီလုံရှားစရာစိတ်ဝင်စားစရာအကြောင်းတွေကိုကျမတို့နဲ့အတူရှုစားကြရမယ်ကဘာကြီးကိုကဲတင်မယ်ကုလာမဝါတန်နတ်လိတ်ကြီးအကြောင်း ိုးရှိရှိတုန်းကအလွန်တရားလပတဲ့ပြိမဝနာတော်ကြီးထဲမှာထုလဝတ်လို့အမြင်ရတဲ့ယတိကြီးတပါးဟာတောတွင်လက်ပတ်ရှူစားနေတဲ့အချိန်မေနကားလို့ခေါ်တဲ့နေသမီးတပါးဟာတရားစိတ်ဖြစ်ပြီးယတိကြီးကို မော်ပန်းတွေတီးကုန်ပြီးဆက်တာလိုက်တဲ့ယတိကြီးကလည်းနေသမီးစက္ကလိုက်တဲ့မော်ပန်းကုန်းကိုလေပြင်းမှာဆွတ်ဆင်လိုက်ပြီးတဲ့ခါမှာတော့အမြဲတမ်းခတ်ထံမှာကြောတဲ့ယတိကြီးဟာချက်ချင်းပဲစိတ်နှလုံးနူးညံ့တိမ်မွေ့ပြီးပျော်ရွှင်တဲ့စိတ်အဖြစ်ပြောင်းသွားခဲ့တယ် ယတိကြီးဟာမော်ပန်းကုန်းရဲ့အစွမ်းအာနိသင်ကြောင့်ပြုံးပျော်ရွှင်ပြီးတည်လက်လွတ်တဲ့အထိနတ်ပုံ လူပုံတခွင်အနက်ပြေးလွှားပြန့်တန်းနေတဲ့နောက်တရားမင်းကြီးကအေယျ ်ရှင်ကြီးကိုစီးပြီးလာနေတာကိုယတိကြီးကတွေ့သွားခဲ့တယ်။အဲ့ဒီအချိန်မှာယတိကြီးဟာတတိပြန်လဲရှိလာခဲ့ပြီးဒီမော်ပန်းကုန်းဟာယတိချင်းစင်အားထုတ်နေတဲ့မိမိနဲ့မတင်တော်ကြောင်းစဉ်းစားမိတဲ့။အဲ့ဒီနောက်ယတိကြီးဟာတကြားမင်းကို၎င်းမော်ပန်းကုန်းကိုပေးလိုက်တဲ့အခါတကြားမင်းကြီးကလည်းလက်ခံလိုက်ပြီးမော်ပန်းကုန်းကိုအေယာရှင်ကြီးရဲ့ကောင်းပေါ်တင်ထားလိုက်တဲ့။အေယာရှင်ကြီးဟာမော်ပန်းရဲ့ရနန်းကိုရှူမိတဲ့အခါမှာတော့ မူးဝေသွားပြီးတတိလက်လွတ်ဖြစ်ကရိုင်းဆိုင်တဲ့အမူအရာဖြစ်သွားခဲ့တဲ့လက်ပန်းကုန်းကိုလည်းခါချလိုက်ပြီးနင်းချေဖြက်စီးလိုက်ပြီးအဖြစ်ပြက်တွေတွေးလိုက်တဲ့ယတိကြီးဟာအလွန်စိတ်ဆိုးသွားပြီးတကြမင်းကြီးဟာမိမိကိုမလေးမစားဆက်ဆံကြောင်းပြောဆိုပြီးတဲ့နောက်တကြမင်းနဲ့တကွာလက်ပုံမှရှိတဲ့နတ်ဒီဝါအလုံးတော်ဟာတကိုးအာနုပေါ်ရင်ရော့ချပြီးအသူရာနတ်တို့နဲ့တိုက်ခိုက်ကြရင်ကြရှုံးပါစီဆိုပြီးကျိန်စာတိုက်လိုက်တဲ့တကြမင်းဖက်ကဘလို့ပဲယတိကြီးကိုမေတ္တာရှိထားဖို့နဲ့ ဲ့ကျင်းစာကိုရုပ်သိမ်းဖို့ဘလို့ပဲတောင်းပန်ပါစေ။ယတိကြီးကလုံးဝလက်မခံပဲကောင်းကင်ဘုံကိုပြန်တန်းထွက်သွားခဲ့တယ်။အဲ့ဒီနောက်ယတိကြီးရဲ့ကျင်းစာသားဓာတ်ဒီဝါတို့ဟာဘုံတကိုးတွေကြာဆင်းသွားတာမကတရားမင်းကြီးကပါဘုံတကိုးအာနုဘုံကြာဆင်းသွားတဲ့။မကြခင်မှာပဲနတ်ဒီဝါတို့ဘုံတကိုးရှော့ချနေတဲ့ဆိုတဲ့တဲ့င်းဟာအတူရာနတ်တို့စီပြန်သွားခဲ့တယ်။ အတူရာနဲ့တို့ကလည်းတရင်ကြပြီးတဲ့အခါမှာတော့အခွေအရေးကိုတုံးချပြီးလက်တီဝါတို့တကူအာနုပေါ်အာနေဆုံးချင်းကိုဆောင်ပြီးနောက်လက်ပြီကိုတိမ့်ပိုက်ဖို့ကျူကျော်စစ်စတင်လိုက်တဲ့လက်တီဝါတို့ဟာလည်းအတူရာတို့ရဲ့ကျူကျော်စစ်ကိုမတိုက်ခိုင်းနိုင်တော့ပဲရှုံးနေသွားခဲ့ကြတယ်။အကြမင်းနဲ့လက်တီဝါတို့ဟာအတူရာနဲ့တို့နဲ့တိုက်ခိုက်တဲ့အခါတိုင်းရှုံးနေကြပြီးတဲ့နောက်ဂျမမင်းကြီးစီအကူအညီသွားတောင်းပေးမယ်လေ မြမမင်းကြီးရဲ့တကူအစွမ်းကလည်းယတိကြီးရဲ့ဂျိန်းစာကိုပယ်ဖျက်နိုင်စွမ်းမရှိတာကြောင့်မြမမင်းကြီးဟာနလာယနနမင်းကြီးစီသွားဖို့အကြံပေးခဲ့တယ်။နလာယနနမင်းစီရောက်သွားကြတဲ့အခါမှာတော့နမင်းကြီးကဝေယောင်သမုတ်တရားကြီးတည်ရှိရာမန္တလာတောင်ကိုဆုံလင်ကြည့်ကြရမှာဖြစ်ပြီး ထွက်ရှိလာတဲ့အမြုတည်နဲ့ရေကိုတောက်တုံးရမှသာလက်ဒီဝါတို့ဟာသာဝရတက်တွေရရှိကဘုံတကိုးတွေအားကြီးလာပြီးနောက်ဖန်အတူရာနဲ့တွေထက်တကိုးအစွမ်းမြင့်မားကြ မှာဖြစ်တယ်လို့ဆိုလိုက်တဲ့။သို့ပေမဲ့သမုတ်တရားလဲကိုစုံလဲကြိတ်မဲ့အရေးဟာရယ်ကူတဲ့အရာမဟုတ်တဲ့အတွက်နမင်းကြီးကအသူရာနတ်တို့ကိုပြည့်ရဲသုံးပြီးသမုတ်တရားစုံလဲကြိတ်ကြဖို့ခေါ်ရမှာဖြစ်တယ်။ အဲ့ဒီအခါမှာတော့နမင်းကြီးကနတ်တေဝါတို့ကိုအမြုတေနတ်ရီကိုရအောင်ကူညီလို့ရမှာဖြစ်တဲ့တရားမင်းနဲ့နတ်တေဝါများဟာအကြံပေးမှုကိုလက်ခံလိုက်ပြီးပြည့်ရဲ့တုံးက အသူရာနတ်တို့ကိုအရှုံးပေးကြောင်းနဲ့စစ်ပွဲတွေရပ်တန့်မိအကြောင်းညှိနှိုင်းကြတဲ့အဲ့ဒီနောက်နတ်တေဝါတို့ဟာအတူရာနတ်တွေကိုအမြုတေနတ်ရည်ကိုအတူတူသွားယူဖို့ခေါ်ပြီး အမြုတေနတ်ရည်ရပြီဆိုပါကအတူရာနတ်တွေကိုဥစွာသုံးဆောင် တောက်စီမယ်လို့ပြောခဲ့ကြတယ်။လောဘကြီးတဲ့အသူရာဏတို့ဟာအမြုတင်တဲ့ရေကြောင့်မိမိတို့ထာဝရအသက်ရှင်ရမည်ကိုတွေးထင်သွားပြီးညှိနှိုင်းမှုကိုလက်ခံလိုက်ကြတယ်။အသူရာဏတို့ဟာနတ်တေဝါတို့နဲ့ပူးပေါင်းလိုက်ပြီးအရှင်ရှိဝါ၊ယမမင်းကြီးနဲ့နာလာယနာနတ်မင်းကြီးနဲ့တရားမင်းနတ်တေဝါအပေါင်းအသူရာဏတို့အပေါင်းတို့ဟာငွေအောင်သမုတ်တရားကြီးရှိလာမန္တာလတောင်ကိုရောက်ရှိသွားကြပြီးမန္တာလတောင်ကိုဗဟုပြုကဝါစုကီနတ်နဂါကြီးရောက်ရှိ လာပြီးမိမိခန္ဓာကိုယ်နဲ့တောင်ကြီးကို ရစ်ပတ်ပြီးနောက်တစ်ဖက်စီကိုနတ်တေဝါတစ်ဖက်ကိုအတူရာနတ်တို့ကိုဆွဲစီပြီးစုံလေတံကြည့်ကြရမှာဖြစ်တယ်။စတဲ့မဲ့ချင်းရောက်ရှိလာတော့ခါနတ်တေနတ်တေဝါတို့နဲ့အတူရာနတ်တို့ဟာမိမိတို့မှရှိတဲ့နတ်သုတ်တာကဲ့သို့ မော်နန္တာတို့ကိုအတီးသေးယူဆောင်လာကငွေရောင် သမုတ်တရားကြီးတဲ့ကိုထဲလိုက်ကြတဲ့အဲ့ဒီနောက်တစ်ဖက်တစ်ချက်စီစုံလေတံကြည့်တော့မဲ့အချိန်မှာတော့နတ်တေဝါတို့ဟာပြည့်ရဲ့သုံးပြီးအတူရာ ရနက်တိုဟာအင်အားကြီးမားတာကြောင့်ဝါစုကီနတ်နဂါကြီးရဲ့ဦးကောင်းကနေဆွဲပြီးမိမိတို့အင်အားနဲ့တဲ့နတ်ဒီဝါတို့ဟာနဂါကြီးရဲ့အမိပိုင်းကိုဆွဲမယ်လို့ပြောတဲ့အခါမှာတော့အသူရနက်တိုဟာတဘောတူသွားပြီးနေရာချင်းလဲကဆွဲခဲ့ကြတယ်ဒီလိုနဲ့ပဲအချင်းကာလတစ်ခုအထိမရက်မနာပဲကြာမြင့်စွာ ဆုံးလဲကြိတ်ကြပြီးတဲ့နောက်မှာတော့နဂါကြီးကအလွန်နာကျင်တဲ့ဝေဒနာခံစားရတာကြောင့်အန်ဒီရဲ့တိတ်များတဲ့အဆိတ်ကိုအမြဲတမ်းမုတ်ထုံနေရပြီး၎င်းအဆိတ်များဟာ အတူရာနဲ့တွေပေါ်ကြောက်ရောက်သွားကတော်တော်များများတရားကြောင့်ဒီဆုံးကြကုန်နေအချို့အတူရာနဲ့တွေကလည်းအစိတ်ကြောင့်ပြင်းထန်တရားရကုန်တာကြောင့်ပြုတ်စင်းတဲ့ရန်တို့ဟာလည်းပြည့်ဝင်ကြကုန်နေဘလောက်ပဲခက်ခဲကြမ်းတမ်းပါစေအမြုတင်နဲ့ရေရအောင်ဇွဲမလျှော့ပဲစူးစားကြပြင်မယ်တကားကြီးရဲ့အစိတ်တွေပြင်းကလည်းအဆက်မပြတ်ထွက်လာနေပြီးအရှင်ရှိဝါဟာလောကသုံးပါလုံးဝအန္တရာယ်ဖြစ်မှာဆိုတာကြောင့်၎င်းအဆုတ်တွေကိုစုပ်ယူလိုက်တဲ့အခါမှာတော့အရှင်ရှိဝါရဲ့လေပင်ဟာတရားဖြစ်ကံ မဲရောင်အဖြစ်ပြောင်းလဲသွားခဲ့တယ်။နတ်တီဝါတို့နဲ့အသူရာနတ်တို့အဆက်မပြတ်ကြိုးစားအထောက်မှုကြောင့်မန္တလာတောင်ကြီးဟာအချိန်ကြာမြင့်စွာဆင်းရဲမှုကြောင့်ပြိုကျတော့မဲ့ဖြစ်တော်ဟန်ဖြစ်လာတဲ့အခါအဖြစ်ပြက်တွေကိုကြည့်နေတဲ့မြမမင်းကြီးဟာကိုခွဲဖန်ဆင်းကဂူလာမဝါတန်အမည်ရအီယာမနလိတ်ကြီးကိုဆီလွတ်လိုက်ပြီး၎င်းလိတ်ကြီးဟာ မန္တလာတောင်အောက်ဘက်ကိုဆင်းသက်သွားပြီးလိတ်ကြီးရဲ့မာကျောတဲ့အခွန်ကြောင့်ပြိုကျလူနီးပါးဖြစ်နေတဲ့မန္တလာတောင်ကြီး းကိုထိမ့်ပြီးမြောက်ထားနိုင်ခဲ့တယ်။နောက်ဆုံးမှာနှစ်ပေါင်းရာချီဆုံးလဲချိန်ပြီးအမှုကနေစွမ်းအားအားကြီးတဲ့မော်ဝင်ပစ္စည်းအမျိုးမျိုးပေါ်ပေါက်လာခဲ့တဲ့ပထမဦးဆုံးအန်ဒီများတဲ့ဝါစုကီနတ်နဂါကြီးရဲ့အစိတ်များဒုတိယကတော့ငွေစန္ဒာလပဲဖြစ်တဲ့၎င်းလာကိုနတ်ဒီဝါနဲ့အတူရာနတ်တို့ဟာမိမိတို့ကိုကူညီပေးတဲ့အရှင်ရှိဝါကိုကျေးဇူးတင်တဲ့အနေနဲ့ပေးဖို့သဘောတူကြတယ်။နောက်ထပ်မော်ဝင်ပစ္စည်းကတော့ကာလာစုပန်လို့ခေါ်တဲ့စိန်တုံးကြီး နောက်ထပ်မဝင်ပစ္စည်းကတော့လက်ချမီမေတော်ထိုင်ထားတဲ့နတ်ကြပန်နောက်ထပ်မဝင်ပစ္စည်းကတော့ဝါနုနီလို့ခေါ်ကြတဲ့ဖြောဖြေးရေးနတ်သမီးနောက်ထပ်မဝင်ပစ္စည်းကတော့ကြာမင်းကြီးရဲ့အေယာဝတ်နတ်စင်ကြီး နောက်ထပ်မဝင်ပစ္စည်းကတော့နေမင်းကြီးရဲ့သားရောနတ်မင်းဖြူတော့ဥချတဖာနောက်ထပ်မဝင်ပစ္စည်းကတော့ပါရီချဲလို့ခေါ်တဲ့နတ်တစ်ပင်နောက်ထပ်မဝင်ပစ္စည်းကတော့နတ်နွားမင်းစုလက်ဖီစံခနတ်မြတန်နဲ့အချွေအယံနဲ့သမီးများစတာပြီးနောက်ဆုံးအလုံးအလုံးရှိကြတဲ့အမြုတေနတ်ရည်ကိုယူဆောင်လာပေးတဲ့ထံဝန်သရီနတ်မင်းကြီးတို့အတီတီပေါ်ပေါက်လာခဲ့ကြတယ်အမြုတေနတ်ရည်ပေါ်ပေါက်လာတဲ့အခါမှာတော့အတူရာနတ်တို့ဟာအလို့အယက် ယူဆောင်ကြတော့မဲ့ချိန်နာလာယနာနမင်းကြီးကနတ်တေဝါရို့ကိုကူညီဖို့သဘောတူထားတဲ့အတိုင်းနမင်းကြီးဟာမိုဟီနီလို့ခေါ်တဲ့အလွန်လှပပြီးဆမွက်ဖက်ကောင်းနဲ့နတ်သမီးဖြစ်ကိုရောင်ဖန်ဆင်းကအသူရာနတ်တို့ကိုလှည့်ဖြားလိုက်တဲ့လေပြားခံရတဲ့အသူရာနတ်တို့ဟာကာမဂုံအာယုံမှညှိတွေသွားပြီးအမြင့်တေနတ်ရဲ့အကြောင်းကိုမေးလျော့သွားကြကုန်တဲ့အဲ့ဒီအခါမှာတော့နတ်တေဝါရောကအခွင့်အရေးကိုအသုံးချပြီးတန်းစီက အမြုတေနဲ့ရေကိုသုံးဆောင်ကြလိုက်တဲ့အခါမှာတော့တကောမူလအတိုင်းဘုံတကောအစွမ်းများပြည်ဆောင်သွားကြပြီးအတူရာနတ်တို့အတိပြန်ဝင်လာတဲ့အခါမှာတော့အမြုတေနဲ့ရေကိုနတ်တေဝါတို့ကတောက်သုံးပြီးကုန်ဖြစ်တာကြောင့်အင်းအားမရှင်နိုင်တော့ဘဲနတ်တေဝါတို့ကိုရှုံးနိမ့်သွားခဲ့ရတယ်။သို့တော့ကာမအယုံလှည့်ဖြန်းခြင်းမခံရဘဲကြန့်ရှိတဲ့တူဒီတော်အတူရာနတ်ဟာယာဟုအတူရာနတ်ပဲဖြစ်တယ်။အတူရာနတ်တို့ကာမကုံလှည့်ဖြန်းခြင်းခံရပြီးအတိလွတ်တဲ့အချိန်မှာပဲ၎င်းယာဟု နတ်သူရင်ဟာနတ်ဒေဝအဖြစ်ဟန်ဆောင်ကနတ်ဒေဝတို့ကြားရောက်သွားပြီးအမျိုးတည်နဲ့ရေကိုသုံးဆောင်ဖို့တန်းစီခဲ့တဲ့အဖြစ်ပြက်တွေကိုမြင်လိုက်တဲ့နေနတ်သားနဲ့လနတ်သားတို့ဟာနမင်းကြီးစီသွားပြောတဲ့အခါနမင်းကြီးကအမော်ဆက်ကြနဲ့ယာဟုအသူရင်နဲ့ရဲ့ခနာကိုကိုဖျက်တောက်လိုက်ချင်းယာဟုအသူရင်နဲ့ဟာအမျိုးတည်နဲ့ရေကိုတောက်သုံးလိုက်ပြီးဖြစ်တာကြောင့်သာဝရအသက်ရှင်ခြင်းကို ရခဲ့တယ်အသက်ရှင်နေတော့လေတပိုင်းသားကျန်တဲ့ခနာကိုဖြစ်သွားရတဲ့အတွက်နေနတ် ်သားနဲ့လာနက်သားကိုမချေနှက်တာကြောင့်နေနက်သားနဲ့လာနက်သားကိုဝါမျိုးတဲ့အခါအကုန်မမျိုးနိုင်ပဲထွက်သွားလေရှိတယ်။၎င်းဖြစ်ပျက်တို့ဟာယနေ့ကျမတို့တွေ့မြင်ကြရတဲ့နေချက်ချင်းလာချက်ချင်းဖြစ်ပေါ်လာတဲ့အကြောင်းတရားတစ်ခုရဲ့လို့ရှိလူကြီးတွေက ဆိုကြတာဖြစ်တယ်။ဒီနေ့တင်ဆက်သွားပြီးတဲ့ကဘာကြီးကိုကဲတင်မယ်။ကုလာမဝါတန်နတ်လိတ်ကြီးအကြောင်းကိုတငယ်ချင်းတို့ချိန်နစ်တက်လိမ့်မယ်လို့ယုံကြည်ပါတယ်။ တည်၍အချက်လက်များလွှဲမှချင်းတို့မဟုတ်ကြန့်ရှိခဲ့သည်ရှိသောကျမတို့ဖွယ်သားများမှတောင်းပန်အပ်ပါသည်။တကယ်ချင်းတို့ဒီဆက်လက်လေးများကြိုင်းနေတတ်ရင် like subscribe and share လုပ်ပေးဖို့မမေ့နဲ့နော်။အဆုံးထိကြီးစုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။